Hello everyone. အခုကကြတော့ basic grammar ရဲ့ episode 17ဖြစ်ပါတယ်။ episode တွေကိုကျွန်မ1ကနေပြီးတော့မှအခု17အထိကိုတဖြည်းဖြည်းနဲ့အဘိတ်လောက်ပြီးတော့မှတင်ပေးရပါတော့။ဒါပေမဲ့တကယ်ပြန်ကြည့်လိုက်တော့16ပဲရှိပါတယ်။ video စုစုပေါင်း16ခုပဲရှိရယ်။ဘယ်နားလေးမှလွဲပြီးတော့မှနာမည်ပေးရလွဲသွားလည်းမသိဘူးပေါ့နော်။ address so sorry ပါ။ဒါပေမဲ့ anyway episode 17လို့ပဲကျွန်တော်မှတ်ထားရအောင်။အဲ့လိုလေးပဲဆက်သွားလိုက်မယ်ပေါ့နော်။ So uh let's look at the topic uh ခေါင်းစဉ်လေးကိုကြည့်ရအောင်ခေါင်းစဉ်က conjunction and interjection conjunction နဲ့ interjection ဆိုတဲ့အသုံးလေးပါအဲ့တော့ conjunction ဆိုတာဘာလဲ interjection ဆိုတာဘာလဲတချို့ကဒါလေးတွေကိုခေါင်းစဉ်နဲ့ပြောချင်တာတော့နာမည်နဲ့လူနဲ့မတွဲမိတယ်လို့ပေါ့နော်။ဟိုကအတုံးလေးတွေကိုနားလည်နေတယ်ဒါပေမဲ့နာမည်နဲ့လူနဲ့မတွဲမိဘူးအဲ့လိုလေးဖြစ်နေတယ်။အဲ့ဒါကိုဒီနေ့ကျွန်မပြောပြပါမယ်။ ဲ့တော့ episode 1ကနေ16အထိတဖြည်းဖြည်းနဲ့ကျမတို့တွေပြောလာရင်းနဲ့စာကြောင်းအတူလေးတွေရေးတက်လာပြီလို့ယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စာကြောင်းအတူလေးတွေကိုရေးတာကို now ပြီးရင် verb to be သင်ပြီးကြတဲ့အစာကြောင်းအတူလေးတွေကို introduce လုပ်တက်လာတာပေါ့နော်။အဲ့တော့ဒီမှာဆိုရင်စာကြောင်းအရှိတွေသွားဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ conjunction အကြောင်းပြောပြပါမယ်။အဲ့တော့ကျမတို့ကစကားပြောတဲ့အခါကျရင်ငါ ီနေ့ထမင်းစားတယ်။ငါမနေ့ကကျောင်းနောက်ကြတယ်။အဲ့လိုမျိုးပဲအတူတိကနေတိကနေပြက်တဲ့အဲစာကြောင်းအတူလေးတွေပဲပြောမှာမဟုတ်ဘူးလေနော်။ဘာဖြစ်လို့နောက်ကြတယ်ပြီးတော့ဘာလုပ်တယ်အဲအဲ့ဒါကြောင့်လေးဆိုတဲ့အတုံးလေးတွေလိုပါတယ်။ဆိုတော့အဲ့ဒီအတုံးလေးတွေကို conjunction လို့ခေါ်ပါတယ်။အဲ့တော့ကျမတို့ကြည့်ကြရအောင်။ What are conjunctions? ဲ့တော့ conjunction ကအမှန်တိုင်းပြောရင်တော့၃ခုရှိပါတယ်၃မျိုးရှိတယ်ပေါ့နော် coordinating conjunction အဲ့ဒါတော့ဘာလဲဆိုတော့စကားလုံးတစ်လုံးနဲ့တစ်လုံးချိတ်ပေးတာ phrase တစ်ခုနဲ့တစ်ခုချိတ်ပေးတာ clause တစ်ခုနဲ့တစ်ခုချိတ်ပေးတာဆိုလိုတာကတော့စာကြောင်းတစ်ခုနဲ့တစ်ခုချိတ်ပေးတာပေါ့အဲ့တော့ကျမတို့သင်ပြီးသားလေးပါဒါလေးက and but or ဆိုတဲ့၃ခုကိုကျမဒီမှာပြန်ထည့်ထားပေးတယ် and ဆိုတာကကျမတို့သိပြီးသားနောင်းနဲ့နောင်းနဲ့ကိုချိန်တဲ့ဒါမဟုတ်ရင်စာကြောင်းတစ်ကြောင်းနဲ့နောက်စာကြောင်းတစ်ကြောင်းနဲ့အတိတ်ပဲ center မျိုးတွေအတုံး center တဲ့ဟာမျိုးလေးတွေဆိုရင်ချိန်လို့ရတာလေးတွေပေါင်းလိုက်တယ်ချိန်လိုက်တယ်ပေါ့နှစ်ခုဆက်လိုက်တယ်ဆိုတဲ့သဘောလေးမှာ and လို့အသုံးတယ် batch ကလည်းကျမတင်ခဲ့ပြီးွားပြီဒါပေမဲ့အဲ့တုန်းကကျမဒါ conjunction ပါလို့ကျမနာမည်ထုတ်မပြောဘဲနဲ့ဒီတိုင်းလေးသင်ခဲ့တာပေါ့နော်ပြီးတော့မှ or ဆိုတာကနောက်တစ်မျိုးအဲ့တော့ကျမတို့ကြည့်ကြည့်အောင် and ဒါကတော့ရှေ့မှာသင်ပြီးသားလေးပါပဲ they have a car သူတို့မှာကားတစ်စီးရှိတယ်အဲ့တော့အဲ့ဒီ they နေရာမှာလူဆိုလို့ရှိရင်လေ they ကဘသူတွေလဲ susan and john coco and i အဲအဲ့ဒါမျိုးလေးတွေဖြစ်မှာပေါ့နော် we တို့ they တို့နေရာလေးမှာထည့်တဲ့ဟာမျိုးလေးဆိုတော့ noun နှစ်ခုဆက်တာပေါ့ susan and john have a car we have three kites eric and i have three kites ဆိုတော့နောင်းနဲ့နောင်းနဲ့ကိုဆက်ပေးလိုက်တာ and ဆိုတော့ဒါနဲ့ဒါဒါနဲ့ဒါဘသူနဲ့ဘသူဆိုတဲ့အတုံးလေးပါဒါလေးကတော့တိခဲ့ပြီးတဲ့ဟာလေးအဲ့တော့ကျမတို့မြန်မြန်လေးသွားလို့ရတယ် and ကကြတော့နောက်တစ်မျိုးကတစ်ခုပြီးမှနောက်တစ်ခုကိုလောက်တာ process တစ်ခုကို finish အရင်ဖြစ်တယ်အရင်ပြီးသွားပြီပြီးတော့မှနောက်တစ်ခုဆက်လုပ်တယ်ဒါပေမဲ့သူတို့နှစ်ခုကအချိန်အဆက်လေးရှိတယ်ပေါ့နော်လူတစ်ယောက်ကပဲဒါမှမဟုတ်ရင် တစုံတစ်ယောက်ကပဲဆိုတဲ့သဘောလေးပါ I do dishes and I do homework ငါ I wish uh, sorry ပကန်ဆေးတယ် and I do homework အိမ်စာလုပ်တယ်တယောက်တည်းကလုပ်တာမဟုတ်လို့ဆက်လိုက်တဲ့အခါမှာ I do dishes and I do homework အဲ့လိုလေးရေးလို့ရတယ်အဲ့ဒါဟိုမှမဟုတ်ဘူးစာကြောင်းက I do I do ကလည်းတူနေတယ်ဆိုရင် I do dishes and homework တခါတယ်ဒီလိုလေးချိန်လိုက်လေးရတယ်ဒါကျမသင်ပြီးသားနော် She does dishes and she does laundry အဲဒီမှာစာစာလုံးပေါင်းကိုကျွန်မမှားပြန်ပြီ laundry L A U N D A R Y laundry အဲ့တော့ she does dishes and laundry စာလုံးပေါင်းပြန်ပြင်ပေးပါနော် okay အဲ့တော့ and အကြောင်းသိပြီပြီးတော့မှ but 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 ကကြတော့ဒါပေမဲ့အရင်အဲ့တော့ but မှာကျွန်မတင်ခဲ့ပူတာရှိတယ်ဒါပေမဲ့လို့ပြောတဲ့အခါကြောက်လို့ရှိရင်စာကြောင်းနှစ်ကြောင်းတည်းစန့်ကျင်ဘက်ဖြစ်နေရမယ် အဲ့တော့တစ်ဖက်က positive ဆိုရင်တစ်ဖက်က negative ဖြစ်မယ် affirmative ရဲ့ negative ဖြစ်မှာပေါ့အဲ့တော့ negative ဖြစ်ရင်ဘယ်နေရာမှာသွားညင်းရမှာလဲ not သွားထည့်မှာလဲဆိုရင် do တို့ဘာတို့ရဲ့နောက်မှာ amissary ရဲ့နောက်မှာ not ကတ်ထည့်လိုက်လို့ရှိရင်အညင်းဖြစ်သွားပြီဒါမှမဟုတ်ရင်လည်းကိုက uh adjective ကိုတုံးနေဆိုရင်လည်း adjective ရဲ့မူရင်းအဓိပ္ပာယ်နှစ်ခုစန့်ကျင်ဘက်ဖြစ်နေရအောင်တုံးလို့ရတယ် ဲ့လိုမျိုးသုံးလို့ရတယ်အဲ့လိုမျိုးကျမသင်ခဲ့တယ်နော် I do the dishes but he doesn't ငါပကံစေးတယ်ဒါပေမဲ့ तू မစေးဘူး he doesn't Susan does the laundry but John doesn't Susan ကအဝတ်လျှော်တယ်ဒါပေမဲ့ John ကမလျှော်ဘူးတယောက်ကလျှော်တယ်တယောက်ကမလျှော်ဘူးဒီမှာလဲ laundry နော်အဆလုံးပေါင်းလေးတိခံပေးပါ We do exercise but they don't we do exercises ငါတို့တွေလေ့ကျင့်ခန်းလုပ်ကြရတယ် but they don't သူတို့တွေမလုပ်ကြဘူးဆိုတော့ဆန့်ကျင်ဘက်အငင်းနှစ်ခုသွားတယ်ဒါကတော့တင်ပြီးသားလေးကိုပြန်ပြီးတော့နှွေးပေးတာ or or ဆိုတဲ့အတုံးလေးကိုဆက်ပြောရအောင် or ဆိုတာက choice လို့တာရွေးချယ်စရာတစ်ခုခုအကြောင်းပြောတဲ့ခါကျရင် or နဲ့သုံးပါတယ်နင်းဒါကြိုက်လားဒါကြိုက်လားသူများကိုရွေးခိုင်းတာဒါလုံးမှလားဒါလုံးမှလားအဲ့လိုမျိုးပြောတဲ့ခါကျရင် choice ဖြစ်တဲ့ or ကိုသုံးလို့ရတယ် do you want tea or coffee do you want tea or coffee လက်ဖက်ရည်ကြိုက်သလားဒါမှမဟုတ် coffee ကြိုက်သလားနှစ်ခုထဲကတစ်ခုကိုရွေးခိုင်းတာအဲ့တော့အိမ်ကိုဧည့်သည်လာလို့ရှိရင် do you want water or hot tea ဒါမှမဟုတ်လေကိုကဧည့်ခံစရာမရှိဘူးရေကိုပဲရေအေးလားရေနွေးလား do you want water ဒါမှမဟုတ်လေဒီတိုင်းပဲ ice water cold water or just water ဒီတိုင်းပဲလားဆိုတာမျိုးလေးသုံးလို့ရတယ်ဆိုတော့ဒါမျိုးလေးပေါ့နော် do you want tea or coffee hurry up hurry up ကကြတော့မြန်မြန်လုပ်ပါမြန်မြန်လုပ်ပါဟုတ်ပြီနော် hurry up ဆိုတော့မြန်မြန်လုပ် or ဒါမှမဟုတ်ရင်အဲ့တော့တော့မဟုတ်မဟုတ်ပဲねဒါမှမဟုတ်ရင် you'll miss the bus me ဘတ်စကား နောက်ကျလိမ့်မယ်ဘတ်စကားနဲ့လွဲလိမ့်မယ်ပြောချင်တာဘတ်စကားမမီတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာ MISS ရဲ့အဓိပ္ပာယ်ကအာ၃ငင်းမျိုးရှိတယ်ပေါ့နော်ဆိုတော့ verb အနေနဲ့ဆိုရင်တော့ဒီမှာ MISS miss the လွဲတယ်တယောက်နဲ့တယောက်လွဲသွားတာမျိုးဒါမှမဟုတ်ရှင် miss the လွမ်းတယ် i miss you ငါနဲ့ကိုလွမ်းတယ်ဒီမှာဆိုရင် you miss the bus မင်းဘတ်စကားနဲ့လွဲသွားလိမ့်မယ်လို့ဆိုလိုတာပါ ဟုတ်ပြီနော် hurry up or you'll miss the bus ဒါမှမဟုတ်အောက်မှာ next example ကြည့်အောင် you can either come now မင်းအခုလာချင်းလား or ဒါမှမဟုတ်ရင် stay home အိမ်မှာနေအခုလာရင်လားဒါမှမဟုတ်ရင်အိမ်မှာနေအခုလာလို့ရတယ်ဒါမှမဟုတ်ရင်လည်းအိမ်မှာနေလို့ရတယ်ပေါ့နော်နှစ်ခုတည်းတစ်ခုကိုရွေးခိုင်းတာအဲ့လိုမျိုးအခြေအနေလေးတွေတုံးလို့ရပါတယ်ဒါက or အကြောင်းပါ โอเคဒါလေးရရင် now tab subordinating conjunctions တွားရအောင် subordinating conjunctions ရပါလေဆိုတော့သူကလည်းခုနလိုပဲစာကြောင်းနှစ်ကြောင်း clause နှစ်ခုကိုဆက်ရတယ်အဲ့တော့ဒါလေးရကြတော့ကျမတို့တွေကခုနလို and တို့ but တို့ or တို့လိုမျိုး noun နှစ်ခုစိတ်ချိတ်လိုက်တာမျိုးစာကြောင်းနှစ်ကြောင်းကိုအဲဆက်လိုက်တာမျိုးတွေမဟုတ်ဘဲနဲ့သူက ဆက်တော်ဆက်တယ်ဒါပေမဲ့သဘောတရားလေးတွေရှိတယ်အဲ့တော့ဘာအကြောင်းကိုသိရမလဲဆို dependent clause နဲ့ independent clause ဆိုတာလေးကိုသိရမယ်အဲ့တော့ dependent ရှိရဲ့အတိတ်ပဲကြည့်အောင် dependent ဆိုတာမိခိုးတာကိုတယောက်တည်းမရက်တည်နိုင်လို့သူများပေါ်မှာမိခိုးတယ် depend လုပ်တယ်ပေါ့ independent ကကြတော့လွတ်လပ်တယ် ဘသူ့ကိုမှမိခေါ်ဆရာမလို့ဘူးလွတ်လပ်ရေးနေ့တွေပါဆို Independent Day လို့ပါလို့ပြောကြတယ်လေအဲ့မှာဆိုရင်လည်းအာမိတယောက်ယောက်ကွာမိခိုးနေရတယ်ဆိုဘသူကကိုယ် depend လုပ်တာလေကိုကိုရဲ့ကလေးတွေကကိုယ့်ပေါ်မှာ depend လုပ်နေရတာလားအဲ့လိုမျိုးစသဖြင့် found လေးပါဖြည့်တယ်ဆိုလို့ရှင်တွေ့ဘူးပါလိမ့်မယ်အဲ့တော့ dependent ကမိခိုးတာ independent ကမမိခိုးလွတ်လွတ်လပ်လပ်ရှိတာအဲ့တော့ဒီစာကြောင်းနှစ်ခုသွားချိတ်တဲ့အခါကျရင်မိခိုးနေရတဲ့သူရဲ့လွတ်လွတ်လပ်လပ်စာကြောင်းအပြည့်ဖြစ်နေရတဲ့သူရဲ့နှစ်မျိုး ကြည့်ပြီးတော့မှချိန်ရမှာအဲ့တော့ကျမ example ဘာလေးကိုရေးထားလဲဆိုတော့ because although one because because ကကြတော့အဘဲကြောင့်ဆိုတော့ although although ဒီမှာ th ရဲ့အတန်ကိုတော်တော်လေးတချို့တွေကထွက်ရခက်ကြတယ်ဒီမှာ the the ဆိုတဲ့အတန်လေးပေါ့နော် although although one one ဆိုဒီနေရာမှာပါထားတဲ့ WHEN 1ဒီအချိန်ကိုမေးတဲ့ question စကားလုံးမဟုတ်ဘူးအမေးခွန်းစလုံးမဟုတ်ဘူးပေါ့နော်1ဆိုတော့တော့အခါလို့ပြောတာ because ကအပဲကြောက်ဆိုတော့ although ကတော်လဲတော်냐လဲ1ကတော့အခါအချိန်မှဆိုတဲ့အတိတ်ပဲ call me when you arrive call me ငါကိုခေါ်ပါ when you arrived me ရောက်တဲ့အခါငါကိုခေါ်ပါ အဲ့တော့ဒီနှစ်ခုကိုကျမတို့ကြည့်အောင် call me တရားရောက်ကွာ call me ဆိုပြောတဲ့အခါကျရင်ပြည့်ပြည့်စုံတဲ့စာကြောင်းလေးဖြစ်တယ်တို့ပေမဲ့လည်း call me လုံလောက်တယ် one you arrive me ရောက်တဲ့အခါအဲ့တော့မင်းရောက်တဲ့အခါငါကိုခေါ်ပါဆိုတော့ one နဲ့ကတ်နေတဲ့ကောင်ဒီဘာဖြစ်နေလဲ independent ဖြစ်တယ်မိ sorry dependent ဖြစ်တယ်မိခိုနေရတယ် call me ကိုတွားပြီးမိပြီးတော့မှစာကြောင်းအပြည့်ဖြစ်လာတာ when you arrive call me အဲ့တော့စာကြောင်းကို one ကိုတုံးချင်နှစ်မျိုးပြောင်းပြန်လှန်တုံးလို့ရတယ် call me when you arrive ဒါမှမဟုတ်လေ when you arrive မင်းပြန်ရောက်တဲ့အခါ call me ငါကိုခေါ်ပါအဲ့တော့မင်းပြန်ရောက်တဲ့အခါလို့ပြောရဲ when you arrive the dependent သူအတီချရက်တီလို့မရဘူးဘာဖြစ်လို့ဆိုတော့သူအတိတ်ပဲကွာမင်းရောက်တဲ့အခါ အဲ့မှာနေတန်လိုင်းကြီးဖြစ်နေတယ်။ဘာဆက်ဖြစ်တယ်ဆိုတာမပအောင်။ဒါပေမဲ့ call me လို့ပြောတဲ့ခါကျရင်တော့လုံလောက်တယ်လေ။အဲ့ဒါကြောင့်မို့လို့ depend နဲ့ independent clause ကိုဒီမှာပြောတာပါ။ Now example he isn't there. to dim oh he isn't here they she are there mo here he isn't here to dima mashibu because he is sick သူနေမကောင်းလို့ဘာဖြစ်လို့လဲဆိုတော့သူနေမကောင်းလို့အဲ့တော့ဒီမှာကြည့်ကြည့်လိုက်ရင် he isn't here သူဒီမှာမရှိဘူး because he is sick သူနေမကောင်းလို့ဘာကြောက်လဲဆိုတော့သူနေမကောင်းလို့အဲ့လိုမျိုးလေးစအနှစ်ခုလာပြီးတော့မှချိန်တယ်အကြောင်းပြချက်တစ်ခု နောက်မှရှိတဲ့အကြောင်းပြချက်တစ်ခုရှိတယ်ရှေ့မှာစာကြောင်းတစ်ခုရှိတယ်အဲ့လိုမျိုးလေးပါအဲ့တော့ because နဲ့ဆက်နေတာဒီ dependent ဖြစ်ပြီးတော့မှ he isn't here ကကြတော့ independent ဖြစ်တယ် although he is young သူငယ်ရွယ်တော်냐လဲသူကငယ်ပေမဲ့အဲ့သူကငယ်ပေမဲ့ဆိုတဲ့စာကြောင်းကိုကြည့်ကြည့်လိုက်ရင်တို့လိုတန်းတန်းကြီးဖြစ်နေရဟုတ်သူကငယ်ပေမဲ့ဘာဖြစ်လဲဆိုတာမသိရအောင်အဲ့တော့သူက dependent ဖြစ်တယ်မိခိုးတဲ့စာကြောင်း although he is young သူကငယ်ပေမဲ့ he is very smart သူတကယ်ကို smart ဖြစ်တယ်ထက်မြက်တယ်တော်တယ်ထူးချွန်တယ် although he is young he is very smart အဲ့လိုမျိုးလေးပါအဲ့တော့အသုံးလေးကိုကြည့်လိုက်တဲ့အခါကျရင် one ဆိုတာဒီချိန်မှာ though အခါ that အခါအဲ့အဲ့လိုအဓိပ္ပာယ်ပါ because ဆိုတာကကျတော့အဘယ်ကြောင့်ဆိုတော့ although နောက်မှာ စာကြောင်းလေးရှိမယ်အဲ့တော့ one ရဲ့နောက်မှာ subject verb ပုံမှန်တိုင်းလေးပဲ because ရဲ့နောက်မှာ subject verb object ပုံမှန်တိုင်းသွားနေတယ် although ရဲ့နောက်မှာ he is ရဲ့ subject verb ပုံမှန်အတိုင်းသွားနေတယ်တွေ့လားအဲ့လိုမျိုးစာကြောင်းလေးတွေရေးရအဲ့တော့စာကြောင်းလေးတွေကိုကိုကအတူပဲရေးတာမဟုတ်ဘဲねဒီလိုမျိုးစကားပြောတဲ့အခါကျရင်စကားပြောတဲ့အခါကကိုကစကားကိုအရှိပြောတဲ့အခါမှာဒီ conjunction အသုံးတွေကတကယ်ပဲလိုအပ်တာဖြစ်ပါတယ် ဆက်ကြည့်ရအောင် correlative conjunction အဲ့တော့ correlative conjunctions ကဘာတွေကိုပြောချင်တာလဲဆိုတော့ဒါလည်းကျမတို့သိပြီးသားပဲမြင်ဖူးနေကြပဲဒါပေမဲ့နာမည်နဲ့မရန်နှီးတာအဲ့တော့ work in pair နှစ်ခုတွေ့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 လာပါတယ်အဲ့တော့ဘာလေးဒီလဲဆို both and ဒါရောဒါရောနှစ်ခုလုံးပေါ့ both and နှစ်ခုစလုံး ဆိုတော့အရှိမှာ both ပါရင်အလဲမှာ and ပါနေရမယ်အဲ့ဒါမျိုးအဲ့တော့ both ပြီးရတဲ့ noun လေးထည့်မယ်ပြီးရင် and ပြီးရတဲ့နောက်ထပ် noun လေးလာမယ် not only but also ဒါသာမကဒါရောပဲအဲအဲ့လို not only ဆိုတော့ဒါသာမကဒါရောပဲအဲ့လိုအသုံးလေးပါဆိုတော့ तू အဲ့လိုနှစ်ခုနှစ်ခုလာတယ်အလဲထဲမှာစာချောင်းလေးတွေစကားလုံးလေးတွေပါနေရမယ် I like both coffee and tea ငါက both coffee and tea. Coffee or tea or naku salon jite. I like coffee and tea mobene both tail I do. Naku salon I like both coffee and tea. I like both coffee and tea. Nga? Coffee or la or naku salon jite. She is not only beautiful but also intelligent. She is 두가 beautiful and intelligent လို့တမ်းမသုံးတော့ပဲနဲ့လှလှတာတာမကညံလဲကောင်းတယ်အဲအဲ့လိုမျိုးလှယုံတာမကညံလဲကောင်းတယ်လှလဲလှတယ်ညံလဲကောင်းတယ် intelligent ဖြစ်တယ်လို့ပြောချင်တာအဲ့တော့ she is ထက်မြက်တယ်ထူးချွန်တယ်ပေါ့နော် she is ပြရနဲ့ not only ထဲ့တယ် ပြီးတော့မှ beautiful တဲ့လား is ရဲ့နောက်မှာ am ဆိုင်ရဲ့နောက်မှာ adjective လိုက်တယ်လေ she is not only beautiful but also လဲပဲဘာဖြစ်လဲ intelligent အဲ့တော့ not only ရဲ့နောက်မှာထည့်ထားတယ် um uh, adjective ဆိုရင် but also ရဲ့နောက်မှာလဲ adjective လေးပဲလိုက်မယ်အကယ်၍သာ not only နောက်မှာ noun လိုက်နေတဲ့ဟာမျိုးဆိုရင် but also နောက်မှာလဲ noun ပဲပြန်လိုက်မယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီမှာ ကိုကအပေါ် both and ရဲ့အောက်က not only butter ဆိုရဲ့ကိုလေကွာအပြောင်းလဲလေးနဲ့သုံးလို့ရတာပဲ i like not only coffee but also tea ငါ coffee တာမက tea လဲပဲကြိုက်တယ် she is beautiful and intelligent ဒီမှာတော့ both and မထည့်တော့ဘူးကွာ both မသုံးတော့ပဲနဲ့ you and ဖြစ်တဲ့ conjunction နဲ့သုံးလို့ရတယ် she is beautiful and intelligent အဲ့လိုလဲသုံးလို့ရတာပဲဆိုလိုတာကတော့ ဒီမှာ correlative conjunctions တွေကိုကသိရဲဆိုလို့ရှိရင်ဒီလိုလေးတွေလှည့်သုံးလို့ရတယ်အစကားပိုကြွယ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတာပေါ့เนาะဆိုတော့ဒါဆိုရင် conjunction တွေဖြစ်ပါတယ်အဲ့တော့ conjunction သုံးမျိုးစလုံးကျမတို့သိပြီးသားတွေပဲနာမည်နဲ့လူနဲ့တွဲမိတယ်လို့မျိုးနာမည်နဲ့အတုံးလေးတွေနဲ့စကားလုံးလေးတွေနဲ့တွဲမိသွားပြီထင်ပါတယ် so let's move on ကြည့်ကြအောင် interjection interjection so interjection ဆိုတာဘာလဲ interjection က very easy ဖြစ်ပါတယ်အလွယ်ဆုံးပါပဲအဲ့တော့ဘာလဲဆိုရင်သူကဘာကိုဖော်ပြလဲဆို strong emotion လူတယောက်မှာ emotion ဖြစ်တယ်ဆိုတာကအာစိတ်ခံစားချက်တွေပေါ်တယ် or sudden reaction ရုပ်တရက်ချက်ချင်းတုံ့ပြန်လိုက်တာလေးတွေရှိတယ်အဲ့တော့မြန်မာမှာလည်းမြန်မာတရာမှာအဲ့ဒီအတုံးလေးရှိပဲအဲ့ဒါပါလဲဆိုအာမေဒိတ်တွေဟဲဖျားကြီး အဲအဲအော်ဟုတ်လားသူများကကိုယ့်ကိုပြန်ပြောတဲ့ခါကွာအန်အော်တဲ့ခါမှာထူးဆန်းတဲ့ခါမှာပြန်ပြောတဲ့စကားလုံးလေးရှိတယ်။အော်အဲ့အော်ဆိုတဲ့ဟာကအတိတ်ပဲရှိလားမရှိဘူး။ဒါပေမဲ့အဲ့ဒါလေးထည့်လိုက်ခြင်းအဖြစ်သူ့ရဲ့ခံစားချက်ပေါ်တယ်ဒါတခုခုပေါ်မှာသူတက်ရောက်မှုအဲတုံ့ပြန်မှုရှိတယ်ပေါ့။ပြန်မဟဲဖရားရေဖရားရေ ဖျားရေးဆိုတဲ့ဟာဖျားကိုတကယ်အရင်ဟိုလှန့်ခေါ်တာမဟုတ်ဘူးလေနော်ဒါပေမဲ့စိတ်ထဲမှာဘာဖြစ်တာလဲသူတခုခုလန့်ပြီးတော့မှတုံ့ပြန်လိုက်တဲ့တုံ့ပြန်တဲ့စကားလုံးလေးတွေအော်ဖျားရေးပြီးလို့ရှိရင်ဟဲအမလီစဉ်းစားကြည့်အမလီဆိုတာဘာဒိတ်ပဲရှင်ဘာဒိတ်ပဲမှမရှိဘူးဒါပေမဲ့သူကဘာလဲဆိုတော့လူတစ်ယောက်ရဲ့ခံစားချက်အကြောင်းထွက်ပေါ်လာတဲ့အတန်လေးတွေအဲ့ဒါကို interjection လို့ခေါ်တယ်အဲ့တော့ english မှာလည်းရှိရယ် oh I didn't see you there. ငါနင့်ကိုအဲ့မှာမတွေ့လိုက်ဘူး. Oh. Oh, ဆိုရလေ။အဲ့ဒါ interjection လေး။အဲ့တော့ expression တွေကိုပေါ်ပြတာပေါ့လူတယောက်ရဲ့ခံစားချက်တွေအဲ့ဒါတွေကိုပေါ်ပြတဲ့အခါကျရင်အဲ့လိုလေးသုံးတာ. Oh. Wow, that's amazing. အမလေးထူးဆန်းဖို့ကောင်းလိုက်တာဆိုတဲ့သဘောပဲ. Wow, ဆိုတဲ့အသုံးလေး.တယောက်ယောက်ကဒီမှာ game နိုင်သွားတယ်. Yay, we won the game. Yay, we won the game. ဲ့တော့ငါတို့တွေ gain နိုင်ကြတယ်ရေးငါတို့နိုင်ပြီပေါ့နော်အဲ့လိုမျိုးပြောတဲ့ခါကျရင် yay ဆိုတဲ့အသုံးလေး hey listen to me တရားယောက်ကကိုနားမထောင်လို့ hey လမ်းခေါ်လိုက်တယ် hey ဆိုရတာ listen to me ငါပြောတာနားထောင်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့တော့ i didn't see you there that's amazing နေရရှိမှထည့်ထားတယ် oh wow yay hey ဆိုတဲ့ဟာလေးတွေအဲ့ဒါတွေက interjection တွေဖြစ်ပါတယ်အာမေထိတ်အသုံးလေးတွေပါ Okay, now, oh, I didn't see you there. Wow, that's amazing. Yay, we won the game. Hey, listen to me. One. One, 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 sorry. အတန်ထွက်ပါ ONE1 နဲ့အတိတ်ပဲတူတူအတန်ထွက်တူတူပါပဲထူခြားတာလေးတစ်ခုရှိပါတယ်ဒီမှာကျမက exclamation mark ဆိုတာလေးသင်ပေးချင်ပါတယ်အဲ့တော့အင်္ဂလိပ်စာမှာစာကြောင်းလေးတစ်ကြောင်းဆုံးဝင်ကျမတို့ပါထည့်ရလဲ full stop အဆက်ကလေးတစ်ဆက်ချလိုက်တယ် full stop အကောင်လုံးပြည့်သွားပြီးတော့ stop ဖြစ်သွားတာပေါ့ full ဖြစ်ပြီးတော့မှ stop ဖြစ်သွားတယ်အဲ့ဒါအဆက်ကလေးချလိုက်တယ်မေးခွန်းဆိုရင် question mark မေးခွန်းကို question လို့ခေါ်တယ်အမှတ်အသားဆိုတာက mark အဲ့တော့ question mark ဒီမှာကြတော့အာမေထိတ်အတန်နဲ့ interjection တွေမှာပါရာလေးကပါလဲဆိုရင်ဒုတ်ချောင်းလေးရေးလိုက်တယ်အောက်မှာအဆက်လေးချလိုက်တယ်အဲ့ဒါကို exclamation mark လို့ခေါ်ပါတယ် exclamation mark လို့ခေါ်ပါတယ်အဲ့ဒါလေးကိုလည်းအာသတိထားကြည့်လိုက်ပါပေါ့နော် exclamation mark လေးတွေပါပြီဆိုရင်သိချတယ်အဲ့ဒါက interjection လေးတွေပါတတ်ပါတယ်ဒါလေးတွေကကြတော့ conjunction နဲ့ interjection lesson မှာအဲ့တော့ကျမတို့ဒီတစ်ပတ်မှာ ဒီတစ်ခေါက်မှာ episode 17မှာ conjunction နဲ့ interjection ပြောကြောင်းပြောသွားတယ် conjunction မှာ၃မျိုးရှိတယ် coordinating conjunction ရှိမယ်ပြီးရင် subordinating conjunction ရှိမယ် correlative conjunction ရှိပါမယ်ပြီးတော့မှ interjection ရှိပါတယ်အဲ့တော့ဒီနေရာမှာတခုပြပြချင်တာကတော့ကျမတို့တွေဟိုနာမည်နဲ့မတွဲမိတဲ့အသုံးနှုန်းလေးတွေ အင်္ဂလိပ်စာဂရမ်မာမှာအများကြီးရှိပါတယ်။နာမည်တွေကိုမမှတ်နိုင်ရင်တော့မှပဲကျမတို့တွေကဒီအသုံးလေးတွေကိုမှန်ကန်အောင်သုံးနိုင်တယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ဒါပေမဲ့လည်းနာမည်လေးတွေသိတယ်ဆိုရင်တော့ပို့ပြီးတော့မှကောင်းတာပေါ့နော်။ Okay ပါဆိုတော့ thank you so much for today အာကျမရဲ့အာ YouTube channel ကို subscribe လုပ်ထားပေးလို့ရပါတယ်။ Now lesson လေးတွေမှာပြန်ပြတ်မှတွေ့ပါမယ်။ကျမဆက်ပြတ်မှတင်ပေးပါအောင်မယ်ရှင်။ Thank you so much ပါ။ Bye bye everyone.